ကိုရင်ဆောင်ဆိုလဲတခုခုအနေနဲ့စောင့်ရအောင်လာရင်ဒါကိုပြန်ပြီးတုတ်ပြန်နိုင်တဲ့စွမ်းအားမရှိဘူးဆိုလို့ရှိရင်လဲကျမတို့ကထိခိုက်ရွယ်တဲ့သူတို့အမှန်တည်းကဝင်းကမှပြောနေပြီ message ကြတာမှာလက်စေးကြပါဆိုတော့ဘာကြောင့်ပြောရလဲဆိုရင် prevention is better than cure ပဲကျမတို့ရဲ့မြန်မာပြည်မှာလေတော်တော်များများအဲ့ဒီတန်တဲ့အကြီးကမဆုံးနိုင်ဘူးပေါ့နော် ်သက်တဲ့အခြေခံအယူအဆတွေရဲ့ဒီပြည်ဖြစ်နိုင်ခြင်းစီမံခန့်ခွဲမှုပေါ့နော် disaster management cycle လို့ခေါ်တာပေါ့နော်အာဒီပြည်အနေနဲ့ပတ်သက်တဲ့စီမံခန့်ခွဲမှု cycle တွေကဘယ်လိုလုပ်ကြမလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်မဆွေးနွေးချင်တာပေါ့နော်ဆိုတော့ပြမအောင်ဆုံးအနေနဲ့အဲဒီလူမျိုးဆွေးနွေးရခြင်းရဲ့ရည်ရွယ်ချက်ပေါ့နော်လူမျိုးအဲဆွေးနွေးရခြင်းရည်ရွယ်ချက်ကဘာလဲဆိုလို့ရှိရင်ဒီဘေးတဲ့ဘေးတဲ့အန်ရရှော့ချခြင်းနဲ့ပေါ့နော်ဒီဘေးအန်ရဆက်ဝန်းတွေတိပြီးဆက်ဆက်မရရဲ့ရက်ရွာဆက်ဆက်မရစတင်ကြဆက်ဆက်မရရဲ့ family ီမှာပေါ့နော်ပြန်ပြီးအသုံးချနိုင်လာအောင်ဒီအခြေခံအသုံးနှုန်းတွေတိလာစေခြင်းလေဆိုရဲရွေချက်ကိုလည်းကျမတို့အဲရချင်ရချင်တာလည်းဖြစ်တယ်နောက်တစ်ခုကကျတော့ဘေးရနေရာတွေများတစ်ခုခုဖြစ်လာရင်ငါတို့ဘယ်လိုလျှော့ချအောင်လုပ်မလဲဆိုတဲ့အကြောင်းအရာတွေကိုသိရှင်းနားလည်းသဘောပေါက်လာရန်အတွက်ဒီ session လေးကိုကျမတို့ကမျှဝေပေးခြင်းဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျမတို့ကဒီလိုမျိုးဒီ session တွေကိုသင်ရတယ်ဆိုတာအဲဒီလုံးလုံးဆရာကျမတို့ကဒီ ya six school လို့ပြောပေးမယ်6 school နဲ့အတူတူဆရာကျမတို့ရဲ့ရက်ရွာတွေလည်းပါတယ်ဆရာ ရမတို့ရဲ့ family လည်းပါတယ်ဆရာဆရာမတို့ရဲ့စာသင်ကျောင်းတွေလည်းပါတယ်ပေါ့နော်ဒါမျိုးလေးတွေကျွန်တော်တို့ပါသွားမှာဖြစ်ပါတယ်လို့ဒီအသိပညာလေးညာပေါ့နော်အဲဆိုတော့ကျမတို့ဒီဘေးအနေနဲ့ပတ်သက်တဲ့ဝဟာရတွေကိုကျမတို့စပြီးရဆွေးနွေးရမှာဖြစ်ပါတယ်ဆိုတော့ဒီထက်ထက်မှာရောဆရာတို့ကျမတို့အနေနဲ့ဘေးဟဘေးအနေနဲ့ပတ်သက်တဲ့ဝဟာရတွေကြားခဲ့ဘူးတဲ့စစ်စစ်မတွေအဲရှိကြလားပေါ့နော်အဲဘာဖြစ်ဖြစ်ကျမအနေနဲ့တော့ဆက်ပြီးရတော့ဒါလေးပို့ပြီးဆရာတို့ကျမတို့ပို့ပြီးနားလဲ အဲအောင်ပုတ်ပြီးတည်သွားအောင်တော်တော်များများလေးတည်ကြရဲပေါ့နော်အဲအဲ့လိုမျိုးဆိုရခါကျတော့နည်းနည်းလေးပြန်ပြီးကျွန်တော်စာနှွေးရဲ့သဘောမျိုးလေးပေါ့နော်ကျွန်တော်တို့ပြန်နှွေးကြမယ်ပေါ့နော်ပြန်နှွေးကြမှာဖြစ်ပါတယ်အဲဆိုတော့အပထမအဆုံးအနေနဲ့ပေါ့နော်ဒီဘေးရဲ့အနေပေါ့ဘေးရဲ့အနေနဲ့ပတိတီလိုမျိုးဝေါ်ဟာရနေပတ်သက်လာနမတိကကြာကျွန်တော်တို့ဘာအကြောင်းကိုဆွေးနွေးကြလဲဆိုအန်ဒေးရဲ့ပေါ့နော်အန်ဒေးဆိုတော့ကျွန်တော်တို့ရဲ့ဖြစ်ရတဲ့ခုဖြစ်ပေါ်လာဖို့အလားလာရှိနိုင်တာအန်ဒေးရဲ့ဒါဆိုရင်ကျွန်တော်တို့ကအန်ဒေးရဲ့ဘယ်နှမျိုးရှိလဲပေါ့နော်ပြောကြည့်ကြအောင် နှစ်မျိုးပါခင်ဗျာနှစ်မျိုးရှိရဲ့ဟုတ်တယ်ကျမတို့က man made disaster ရဲ့ natural disaster ဆိုပြီးတော့ကျမတို့ဘေးရနေကနှစ်မျိုးရှိညာပေါ့နော်တဘာဝရောလူကြောင်ရောဖြစ်တာပေါ့ဆိုတော့ဒီညမှာအဲ့နေရဲ့ဆိုတာဒီညမှာကြည့်မယ်ပေါ့နော်ကြောက်တော့ကြီးတောင်ကြီးတစ်ခုကမှကြောက်တော့ကြီးတင်နေတယ်ဒီကြောက်တော့ဒီတနစ်တဲ့ဒီချိန်ချိန်မှာပြိုကျနိုင်နေဆိုတာဒါဘာဖြစ်သွားပြီလဲဆိုရင် end ရဲ့ပဲဆိုတော့ဒီ end ရဲ့ကိုကျမတို့တွေကသိရှိထားရမယ်ပေါ့နော်ငါတို့ရဲ့ပုံဝင်ချက်မှာဘလို့ end ရဲ့ရှိလဲဆိုတော့ဆရာဦးစင်မတို့ကသိဖို့လိုအပ်တယ်ပေါ့ ဲ့ဒါကကြတော့ဆရာဆရာမတို့ရဲ့စာတင်ကြောင်းပတ်ဝန်းကျင်မှာလည်းဘလို့အန်နီယယ်တွေရှိလဲဆိုတာကိုဆရာဆရာမတို့သိဖို့လိုအပ်တယ်လို့ကိုယ့်ရဲ့လူနေစင်နေတိုင်းနဲ့လူနေမှုပတ်ဝန်းကျင်မှာလည်းဘလို့အန်နီယယ်ရှိနေဆိုတာလည်းသိဖို့လိုအပ်တယ်ပေါ့နော်ဆိုလိုချင်တာကဥပမာဥပမာဥပမာပြောရရင်ပေါ့နော်အာအဲဆီရီဆီမာတို့စိုက်ကယ်စီးရပေါ့စိုက်ကယ်စီးရင်ဘယ်လိုအန်ဒီရတွေ့ရမလဲဆိုလို့ရှိရင်ကျမတို့ကယဉ်တိုင်းမှုအန်ဒီရရှိနိုင်တယ်ပေါ့ ရင်တဲမှုအနေရကိုကျမတို့ရောကြအောင်ဘာလုပ်မလဲဆိုတဲ့အတွေးမျိုးလေးဆရာတို့ဆရာမတို့ရဲ့အဲအတွေးမှာရှိနေဖို့လိုတယ်ဆိုတဲ့အကြောင်းပြောချင်တာပေါ့နော်အန်တရဲ့ဒီကျမတို့မှာဘယ်သူမှမအန်ရမရှိဘူးလို့ပြောလို့မရအောင်လူတိုင်းလူတိုင်းဒီအိမ်နေနေလည်းအန်တရရှိရကျမတို့ရဲ့ပုံဝင်ချက်မှာလည်းအန်တရရှိရအဘယ်နေရာမျိုးမှာမဖြစ်ကျမတို့ကအန်တရနဲ့နေနေရတာဒါပေမဲ့ဘယ်လိုအန်တရတွေရှိနေလဲဒါတွေရောကြအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အတွေးတွေရောကျမတို့စီမှာရှိနေရမှာဖြစ်တယ်ဆိုတဲ့အကြောင်းလည်းပြောချင်တယ်ပေါ့ そのターエンディエバー နောက်တစ်ခါကျတော့ကျမတို့ထိခိုက်လွယ်မှုပေါ့နော်ထိခိုက်လွယ်မှုဆိုတာဘာလဲဆိုလို့ရှိရင်ဒီ NLA ကိုကျမတို့တုံ့ပြန်ဆောင်ရွက်ဖို့ပေါ့နော်အခုခဲနိုင်မှုတွေဒီအင်အားတွေမရှိနေတဲ့အခြေအနေကိုကျမတို့ကဘာလို့ခေါ်ရလဲဆိုရင်ထိခိုက်လွယ်မှုပေါ့နော်ဥမာဒီပုံလေးထဲမှာဆိုလို့ရှိရင်အဲကလေးလေးတောက်ကရေနားမှာရှိနေပေါ့တကယ်လို့တစ်ခုခုဖြစ်မယ်ပေါ့လှိုင်းရေများပုတ်လာမယ်ပေါ့နော်ဥပမာရေတွေကြီးတက်ပိုတက်လာမယ်ဆိုရင်သူဒီရေရဲ့အန်တရယ်ကိုသူခုခဲနိုင်တဲ့ဆွမ်းအားသူကမရှိဘူးအကောင်သေးနေတယ်အတိညာငယ်နေငယ်နေတယ်ပေါ့နော်ဆွဲတက်ဆောင်လို့ဒီနေရာ 压的度 ဒီနေရာမှာဆိုလို့ရှိရင်သူ့ကိုဒီကလေးဒီပါလဲဆိုရင်ထိခိုက်လွယ်တဲ့သူဖြစ်တယ်ပေါ့နော်ထိခိုက်လွယ်တဲ့ဆိုတာကနေရာဒေသပတ်ဝန်းကျင်နောက်ပြီးတော့လူတွေရဲ့အဲဟိုပါပေါ့တချို့တွေဆိုလို့ရှိရင်ကလေးကလေးတိုင်းလဲထိခိုက်နိုင်တာမဟုတ်ဘူးပေါ့နော်အဲကလေးတချို့ကလေးတွေကအရင်ညံရေချက်မြစ်တယ်ဥမာဒီကလေးဒီရေကူးနိုင်တယ်ဆိုကြပါလို့သူသူ့မှာဟိုအရင်လဲအဲဒီအနေရအနေရကနေလွတ်မြောက်နိုင်တဲ့စွမ်းဆောင်ရည်ရှိရဆိုရင်သူကတော့အနေရထဲမှာမရှိနေဘူးဆိုထိခိုက်လွယ်တဲ့သူလို့ပြောလို့မရဘူးပေါ့နော်အဲ့လိုမျိုးတွေပေါ့ဆိုတော့ ါမဲ့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာလူတိုင်းဟာကလေးတွေကလေးဆိုတာအကောင့်သေးရပေါ့အကောင့်သေးရအတွက်ကြောင့်မလို့ဒါကိုခုခံနိုင်ဖို့အတွက်ဆွမ်းအားမရှိဘူးဆိုရင်လည်းကျွန်တော်တို့ကထိခိုက်လွယ်တဲ့သူတို့ထည့်တယ်။နောက်ကိုဝင်ဆောင်လေးကိုဝင်ဆောင်ဆိုလည်းတခုခုအနေနဲ့အကျရောက်လာရင်ဒါကိုပြန်ပြီးတုံ့ပြန်နိုင်တဲ့ဆွမ်းအားမရှိဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကထိခိုက်လွယ်တဲ့သူတို့အမှတ်တဲ့နောက်တစ်ခုကကျွန်တော်တို့ရဲ့အဲ့ဒီနေရာမှာမရှိလဲဆိုလို့ရှိရင်အသက်ကြီးရွယ်အိုတွေမတန်ဆွမ်းနေသူတို့လည်းကျွန်တော်တို့ကထိခိုက်လွယ်မှုလို့အသက်မှတ်တယ်ပေါ့။ထိခိုက်လွယ်မှုဆိုတာလည်းကျွန်တော်တို့ဒီအမြင်နဲ့သတ်မှတ်လို့ရတာမျိုးတစ်ခုလည်းတော့မဟုတ်ဘူးပေါ့။တခြား ာထိခိုက်လွယ်မှုတွေလည်းရှိရပေါ့နော်ဥပမာစီးပွားရေးအရာပေါ့နော်စီးပွားရေးတကယ်လို့မကောင်းတဲ့မိသားစုတွေဆိုလို့ရှိရင်လည်းတကယ်ကိုဟိုကျမတို့ရဲ့တကယ် visit need ကိုတော့မှမမီတဲ့သူတွေမျိုးလည်းကျမတို့က vulnerable ပေါ့နော်ထိခိုက်လွယ်တဲ့သူတို့အဲကျမတို့ကသတ်မှတ်လည်းရှိရပေါ့ဒါကတော့ကျမတို့ရဲ့ back bone ဆောင်ကနေပြီးတော့ပြောင်းလဲပြီးသတ်မှတ်လို့ရတဲ့အရာလေးတစ်ခုဖြစ်တာပါအဲနောက်တစ်ခါကျဆွမ်းဆောင်ရေးဆွမ်းဆောင်နိုင်ရေးပေါ့နော်ဆွမ်းဆောင်နိုင်ရေးဆိုတာကဒီကျမတို့ရဲ့ရဲရွာလူတို့တွေပေါ့နော်ကျမတို့ရဲ့စတင်ဆောင်မှာရှိနေတဲ့ဆရာဆရာမတွေចောင်းသားចောင်းသူတွေပေါ့သူတို့တွေက ကအန်နီယယ်တစ်ခုခုဖြစ်လာရင်တောင်မှအဲ့ဒီအန်နီယယ်တွေကိုရင်ဆိုင်နိုင်တဲ့စွမ်းဆောင်ရည်ကိုပြောတာပေါ့နော်တစ်ခုခုဖြစ်လာကျွန်တော်တို့ပြန်ပြီးတုံ့ပြန်နိုင်တယ်ပေါ့နော်တုံ့ပြန်နိုင်တဲ့အရွေသွေးရှိရဲဆိုအဲ့ဒါဆိုရင်အဲ့ဒီရွက်ရွာဒီစွမ်းဆောင်ရည်ရှိရဲအဲနေရာဒေသတစ်ခုဖြစ်တယ်ပေါ့ဥပမာ အဲဆိုကြပါဆိုဒီနေရာမှာဒီပုံလေးကိုကြည့်လိုက်တာပေါ့နော်ဒီပုံလေးကိုကြည့်လိုက်တဲ့အခါမှာဘာဖြစ်နေလဲဆိုလို့ရှိရင်ဒီအန်ဒီရေပေါ့ဒီနေရာမှာကဲပြိုနိုင်တဲ့အန်ဒီရေရှိရပေါ့အဲ့အန်ဒီရေကိုရှိနေတယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ရဲရွာလူကဒီကဲကိုမပြိုအောင်အတွက်အဲဒီနေရာမှာကျမတို့အတားအဆီးတွေလုပ်တယ်အဲနောက်တစ်ခါကျတော့ဒီနေရာမှာသဲအိတ်တွေချတယ်အဲအဲ့လိုမျိုးပေါ့နော်ဒါတွေကကျတော့ကျမတို့ကဘာလို့ပြောရလဲဆိုစွမ်းဆောင်ရည်လို့ပြောတာပေါ့ဒီလူတွေမှာဒီလိုမျိုးလုံရမယ်ဆိုရဲစွမ်းဆောင်ရည်ရှိနေတယ်လုံနိုင်တဲ့အဲစွမ်းဆောင်ရည်လည်းရှိနေရပေါ့နော် ပြောချင်တာကဒါမျိုးလုပ်မယ်ဆိုလို့ရှိရင်ကျမတို့ဒီမှာငွေအားလူအားနှီးပညာအားလို့ရပေါ့အဲ့ဒါတွေအကုန်လုံးတို့စီမှာရှိနေရဆိုရင်ဒီ community ဒီဆွမ်းဆောင်ရည်မြင့်တဲ့ community ဖြစ်တယ်ပေါ့ဆိုတော့ဆွမ်းဆောင်ရည်မရှိဘူးဆိုရင်ကျမတို့ဘာလုပ်ပေးရမှာလဲဆိုလို့ရှိရင်ကျမတို့ကဆွမ်းဆောင်ရည်တွေကိုမြင့်တင်ပေးရမှာအဲ့လိုမျိုးဆွမ်းဆောင်ရည်တွေရအောင်เนาะကျမတို့တို့ကိုလုပ်ပေးရမှာဖြစ်တယ်ဆိုတာဖြစ်ပါတယ် နောက်တစ်ခါကျတော့ဘေးရန်ရဲ့ပေါ့အာဘေးရန်ရဲ့ဆိုတာပါလဲဆိုလို့ရှိရင်ကျမတို့ရဲ့လူအဖွဲ့အစည်းအတွင်းမှာပေါ့နော်ဒီကျမတို့ပုံမှန်သွားလာနေထိုင်စားတောက်နေတဲ့အခြေအနေမှာအရန်ကိုပျက်စီးစေတဲ့အဲထိခိုက်ခံ ပစ္စည်းစေတဲ့အဖြစ် ဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးဖြစ်သွားတဲ့အရာကိုကျမတို့တွေကဒီလိုမျိုးဖြစ်သွားပြီဆိုလို့ရှိရင်ကျမတို့ရဲ့လူမှုပတ်ဝန်းကျင်ကြီးကလည်းဒါကြီးကိုပြန်ပြန်လဲထူထောင်ဖို့တည်းဆွမ်းဆောင်နိုင်တဲ့ဆွမ်းဆွမ်းဆွမ်းဆောင်ရင်မရှိဘူးအဲနောက်တစ်ခုကကျတော့ကျမတို့ကိုယ်တိုင်လည်းဘာမှပြန်မလုပ်နိုင်ဘူးပေါ့နော်တခြားသူတွေရဲ့အခုအညီတွေကိုကျမတို့တောင်းခံရပြီဆိုရင်ဒါဆိုရင်ဘာလဲဆိုလို့ရှိရင်ကျမတို့ကအာဘေးရန်ကြီးလို့ခေါ်တယ်ပေါ့နော်ဥပမာကျမတို့ကြည့်နိုင်မယ်ဆိုရင်အခုဖြစ်သွားတဲ့ မြင်းငလျင်ပေါ့နော်မြင်းငလျင်ဒီကျမတို့ရဲ့ပြည်သူလူထုစွမ်းအားဖြင့်ပြန်လဲပ ထုံထောင်ဖို့ပေါ့နော်ပြန်လဲရက်တီဖို့တော့မလွယ်ဘူးပေါ့နော်မလွယ်တဲ့ခါကျကျမတို့ကကျမတို့စီမှာတော့ဒီမြင်းငလျင်ကြီးလှုပ်သွားပါပြီဥပမာကျမတို့မြင်းငလျင်လှုပ်သွားတဲ့စကိုင်းတိုင်းဒေသကြီးမန်လေးတိုင်းဒေသကြီးအဲရှမ်းပြည်နယ်တို့ကိုအဲငလျင်ဘေးတင်ရဒေသအဖြစ်ကျင်ညာလိုက်တယ်ဆိုပြီးကျမတို့ရဲ့တမန်တော်ကကျင်ညာလိုက်တယ်ပေါ့နော်တေချာတယ်ကျင်ညာလိုက်ပြီးဆိုရဲဆိုရဲကွာကျမတို့ကဘာလုပ်လိုက်လဲဆိုလို့ရှိရင်ဒီနေရာဒီဘေးအန်နေအကြီးကျယ်ကြားရောက်သွားပြီဆိုတာကိုပြောလိုက်တာပေါ့အဲ့လိုမျိုးကြားရောက်တဲ့ဆိုအဲ့လိုပြောလိုက်တာနဲ့နိုင်ငံတကာရဲ့အခု ညီတွေကရောက်ရှိလာရတယ်ပေါ့လေရောက်ရှိလာလေးရှိတယ်နိုင်ငံတကာကလည်းကူညီခွင့်ရှိလာတယ်ပေါ့နော်ဆိုတော့အဲ့လိုအခြေအနေမျိုးကိုကျမတို့ကဘာလဲဘာလို့ခေါ်လဲဆိုရင် BN ရဲ့လို့ခေါ်တာပေါ့ဒီပုံပြောရရင်တော့ကျမတို့ဒီကြောက်တုံးပေါ့နော်အစတော့ကတောင်တောင်ငုံတစ်ခုမှမကြောက်တုံးလေးရှိနေပေါ့ဒီကြောက်တုံးကဘာလဲဆိုအန်တရဲ့အဖြစ်ပဲတရှိနေတာလူတွေကျမတို့ရဲ့ပတ်ဝန်းကျင်နေစီးပွားရေးလုပ်ငန်းနေအဲ့ဒါတွေကလုံးဘာတစ်ခုမှမဆုံးရှုံးသေးဘူးဆိုရင်အဲ့ဒါဒီဘာဖြစ်နေရလဲဆိုရင်အန်တရဲ့အစ်စ်မရှိနေတာဘေးရဲ့နေအစ်စ်မဟုတ်ဘူးပေါ့ အဲ့ဒီကြောင်တုံးကြီးညဟောမြေကြီးပေါ်ကိုကျသွားပြီကျမတို့အဲ့ဒီနာပတ်ဝန်းကျင်မှာနေထိုင်တဲ့လူတွေအဲ့အဲ့လူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကျမတို့ရဲ့ပတ်ဝန်းကျင်ကိုလုံးဝကိုဆုံးရှုံးသွားပြီပျက်စီးသွားပြီဆိုလို့ရှိရင်အဲ့ဒါဒီဘယ်ကိုဖြစ်ရောက်သွားလဲဆိုရင်ဘေးရန်ရဲ့အဖြစ်ကိုရောက်သွားတာအဲ့အတွက်ကြောင့်အန်နီယန်နဲ့ဘေးရန်ရဲ့ဆိုတဲ့ဝေါ်ဟာရာဒီလုံးဝမကြည့်ဘူးပေါ့နော်အန်ဒီရဲ့ဒီဘာမှဖြစ်သေးဘူးအန်ဒီရဲ့ဖြစ်ပဲသူကတရှိနေတာဘေးရန်ရဲ့ဆိုတော့ဒီအန်ဒီရဲ့ကြီးဒီ ကျမတို့ရဲ့ထိခိုက်လွယ်နေတဲ့ကျမတို့ရဲ့ရက်ရွာကြီးကိုဒီ NNA ကြီးကကြရောက်သွားပြီးတော့မှကျမတို့ရဲ့လူတွေကျမတို့ရဲ့အစည်းအဝေးတွေကျမတို့ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ဒီကဲရင်းမြစ်တော်တောင်ပတ်ဟာတယံစာတာတွေအကြီးအကျယ်ကြီးပျက်စီးဆုံးဆုံးသွားပြီဆိုရင်အဲ့ဒါဘာဖြစ်သွားပြီလဲဆိုရင်ဘေးရန်ကြီးဖြစ်သွားပြီပေါ့ဒါဒီလိုအခြေအနေမျိုးကိုပြောခြင်းဖြစ်တယ်ပေါ့နော်ဟုတ်ပြီနော်ဆရာကျမတို့နားလည်လွယ်ပါမှန်းသိဘူးနော် ဥပမာအဲကျမတို့ပြောမယ်အခုဆိုရင်ဗာလဲရမဲသေးမှာရှိနေတဲ့ကြောက်တုံးကြီးပေါ့နော်ဒီကြောက်တုံးကြီးကတစ်စင်းနဲ့တစ်စင်းချိန်မှာအောက်ကိုပြိုကျတော့မယ်ဆိုကြောက်တစ်တာကြီးပေါ့နော်အဲ့နေရလို့သူတို့တတ်မှတ်ထားတာလောလောဆယ်တော့ဒီကြောက်ကြောက်တစ်တာကြီးအောက်ကိုမပြုတ်ကျမချင်းသူ့ဒီဘာဘယ်နေရာမှာပဲရှိညာလဲဆိုရင်အန်တရေပေါ့ in case အဲ့ဒီတောက်တဲ့တာကြီးဒီအဲ့ဒီအောက်ကိုပြိုချပြီးတော့လူတွေရောအဲကျမတို့ရဲ့ဒီမှာရှိနေအဲ့ဒီတောက်တဲ့တာကြီးပေါင်းနေမှာရှိတဲ့အဲတောတောင်တပင်းနေကျမတို့ရဲ့စီးပွားရေးတွေအကုန်လုံးကိုသူ့ကြောင့်ဒီတောက်တဲ့တောက်တဲ့တာကြီးပြုတ်ချမှုကြောင့်ပျက်စီးသွားပြီဆိုရင်တေချာအဲ့ဒါဘာဖြစ်သွားပြီလဲဆိုရင်ဘေးရန်နေအဆင်ကိုရောက်သွားပြီပေါ့ဆိုတော့ကျမတို့ end ရဲ့အဆင့်မှာပဲသူ့ကိုဘာလုပ်ရမလဲဆိုရင်အဲဘေးရန်ရဲ့အဖြစ်မရောက်အောင်ကျမတို့ကအဲဘယ်လို prevention လုပ်ရမလဲဆိုတာကိုစဉ်းစားဖို့လိုအပ်လာတာပေါ့နော် အဲဒါကတော့ဥပမာအနေနဲ့ပြရပါဆိုတော့နောက်တစ်ခုဆက်သွားမယ်နော်နောက်တစ်ခုကဘေးဖြစ်နိုင်တယ်ပေါ့နော်ဘေးဖြစ်နိုင်ကြဆိုတော့ဘာလဲဆိုလို့ရှိရင်ကျမတို့ရဲ့ရဲရွာတွေမှာပေါ့ကျမတို့ရှိနေတဲ့နေရာတွေဥပမာပထဝီအဝင်နေအနေထားအရာပေါ့နော် အာကျမတို့ကတောင်ငုံတောင်စမ်းပေါ်မှာအိမ်ဆောင်နေဆိုရင်သေစာရကျမတို့ဒီဘေးဖြစ်နိုင်ခြင်းမြင့်တဲ့နေရာမှာဖြစ်တယ်ပေါ့ဥမာပင်လယ်ကဲချိန်ဒေသတွေမှာကဲချိန်နဲ့နေရာနေရာတွေမှာအိမ်ဆောင်နေတဲ့သူဆိုလို့ရှိရင်လည်းကျမတို့တွေဘေးဖြစ်နိုင်ခြင်းများတယ်နဲ့သူတွေဖြစ်တယ်ပေါ့နောက်အခုကျမတို့ရန်ကုန်ပေါ့ ရန်ကုန်မှာဆိုလို့ရှိရင်လည်းတိုက်တာအဲအူအဆအဆူအမြင့်ရင်ကြီးတွေမှာနေကြရယ်ပေါ့နော်နေနေတဲ့သူတွေဒီလည်းဘေးဖြစ်နိုင်ခြင်းများတဲ့အခြေအနေမှာပါရယ်ပေါ့နော်ဒီတိုက်တာအဆူတွေဒီခိုင်ခဲနေဥမာ building ကုတ်တွေဟိုဟာပေါ့ထက်သင်းစဉ်းစားပြီးမဆောက်တဲ့အဆူတွေဆိုရင်ပိုပြီးဘေးဖြစ်နိုင်ခြင်းများတဲ့နေရာမှာနေနေတဲ့သူတွေဖြစ်တယ်ပေါ့နော်ဆိုတော့ဘေးဖြစ်နိုင်ခြင်းဆိုတာဘလို့အခြေအနေမျိုးပြောရလဲဆိုရင်ပထဝီနေထားရရေတဘာဝအရာတိဆောက်ထားတဲ့ပုံနေနောက်အနေကြောက်ရောက်လာတဲ့အနည်းမှာတရှိနေတဲ့အချက်တွေကြောင့်ကျမတို့ကသူ့ကိုဘေးဖြစ်နိုင်ခြင်းအဲ ယ်ရှိတဲ့နေရာလို့သတ်မှတ်တာပေါ့ဥပမာကကျမတို့ရဲ့စာတင်ဆောင်အဆောက်အဦဒီအထက်မြင့်အဆောက်အဦတွေမှာဖြစ်နေမယ်ဆိုလို့ရှိရင်ဒါဒီဘေးဖြစ်နိုင်ခြင်းများတဲ့နေရာဖြစ်တယ်။နောက်တစ်ခါကျကျမတို့ရဲ့စာတင်ဆောင်အဆောက်အဦဒီတောင်ကြီးတွေနားမှာထားထားမယ်ဆိုလို့ရှိရင်လည်းဘေးဖြစ်နိုင်ခြင်းရှိတယ်။နောက်တစ်ခါကျကျမတို့ရဲ့စာတင်ဆောင်တွေဒီအော်ပင်လယ်ကမ်းခြေနားမှာတရှိနေမယ်ဆိုလို့ရှိရင်လည်းဘေးဖြစ်နိုင်ခြင်းများတယ်။နောက်တစ်ခါကျကျမတို့ရဲ့စာတင်ဆောင်တွေဒီဥပမာစက်ယုံနေအလုတ်ယုံနေ ဲ့လိုနေရာမျိုးမှာတည်ရှိနေတဲ့စာတင်ကြောင်းတွေဆိုရင်လည်းဘေးပြင်နိုင်ခြင်းများတယ်စာတင်ကြောင်းလို့ကျမတို့ကသတ်မှတ်လို့ရတယ်ပေါ့နော်အရေးပေါ်တစ်ခုခုဖြစ်လာပြီပေါ့နော်ဥမာငရေလှုပ်သွားပြီပေါ့ငရေလှုပ်သွားပြီဆိုကျမတို့ရဲ့လူတွေရဲ့အသက် OA စီးစိမ်တွေပျက်စီးသွားပြီဆိုရင်အဲ့လိုနေရာမျိုးမှာကျမတို့ကဘာပြန်လုပ်ရလဲဆိုရင်တုံ့ပြန်ဆောင်ရွက်မှုလို့ခေါ်တဲ့ response ပေါ့နော် response တွေကျမတို့ကလုပ်ရတယ်ပေါ့အဲ့ဒါဘာလဲဆိုတော့ဘေးရနေဖြစ်ပြီးရဲ့အချိန်မှာဒီဘေးကျန်ခံနေခံရတဲ့သူတွေရဲ့ ရဲ့အခြေခံလိုအပ်ချက်တွေပေါ့နော်အဲ့ဒါကပါလဲဆိုတော့အဓိကအပြင်တော့တောက်သုံးရည်ပေါ့တောက်သုံးရည်ရဲ့စားနပ်ရိက္ခာတွေ Facebook တွေပေါ့နော်အဲ့ဒါတွေအမြန်ဆုံးရရှိဖို့အတွက်ကျမတို့ကစောင့်ရက်ပေးရတာပေါ့နော်အဲ့ဒါကိုကျမတို့ကဘာလို့ခေါ်လဲဆိုရင်အဲ response လို့ခေါ်ရဲပေါ့အဲ့ response တွေကျမတို့ကဘလို့အခြေအနေမျိုးမှာလဲဆိုလို့ရှိရင်ဖြည့်ရဲ့နဲ့ဖြစ်ဖြစ်ကြီးဖြစ်ဖြစ်ပြီးစဉ်82နာရီအတွင်းမှာကျမတို့ကစောင့်ရက်ပေးရတယ်ပေါ့နော်သူတို့အသက်ရှင်ရက်တည်ဖို့အတွက်ချက်ချင်းကျမတို့ကရည်ရည်စားနပ်ရိက္ခာတွေကျမတို့ကဝေပေးရတယ်ပေါ့နော်ဒါမျိုးကျမတို့က response လို့ခေါ်ရဲပေါ့ နောက်တစ်ခါကျတော့ပြန်လဲထူထောင်ရေးပါအဲ့ဒါကကျတော့ဗာလဲဆိုတော့ကျမတို့ကဘေးရနေဖြစ်ပြီးသွားပြီဆိုရင်တေချာတယ်ကျမတို့ရဲ့ပတ်ဝန်းကျင်ကပျက်စီးဆုံးရှုံးသွားပြီအဲ့လိုမျိုးဆိုရင်အဲ့ဒီမှာရှိနေတဲ့မိသားစုတွေပေါ့နော်မိသားစုတွေကျမတို့ရဲ့စတင်ချောင်းဆိုလည်းစတင်ချောင်းမှာရှိနေတယ်ကျမတို့ရဲ့ဆက်ဆက်မတွေចောင်းသားចောင်းသူတွေဒီစတင်ချောင်းယူပေါ့နော်ပြန်လဲထူထောင်ဖို့တဲ့ကျမတို့တွေက လက်တက်လောလိုအပ်နေဟာကိုဖြည့်ဆည်းရပေါ့နော်အဲ့ဒါကျတော့ဗာလဲဆိုရင်ရက်ရွာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်အရင်တော့ကတို့ကအိမ်နဲ့ပဲနေကောင်းနေလိမ့်မယ်ပေါ့နော်အိမ်ကြီးအိမ်ကောင်းနဲ့နေမယ်ဒါပေမဲ့ဘေးဖြစ်သွားတဲ့အခါမှာတို့ကဘာအိမ်မှမရှိတော့ ပျောက်ဆုံးသွားပြီဆိုရင်တို့ရာယီနေဖို့အတွက်ကျမတို့အမိုးကာလေးဖြည့်ဆည်းပေးတာမျိုးပေါ့နော်နောက်တစ်ခါကျတို့ရာယီအဲစားတော့ဖို့အတွက်အစားအသောက်တွေစံစီစားတွေဝေတာမျိုးဒါတို့ရာယီစီးပွားရေးလုပ်ငန်းပြန်ပြီးတော့လုပ်နိုင်ဖို့အတွက်ကျမတို့တို့ရဲ့လိုအပ်တဲ့ပေါ့နော်အဲဒီဟိုဟာအတမွေးဝဲဆောင်ပညာလေးတွေ6ပန့်ပေးတာမျိုးပေါ့နော်အတပွေးဝဲဆောင်လုပ်ငန်းလေးတွေ6ပန့်ပေးတာမျိုးအဲ့ဒါမျိုးတော့ကျမတို့ကပြန်လဲထူထောင်ရေးလို့ခေါ်တာပေါ့နော်နောက်တစ်ခါကျကျမတို့ရဲ့စာသင်ကျောင်းနဲ့ပတ်သက်ပြီးဆိုရင်လည်း ဂျာယီပေါ့နော် temporary shelter လို့ခေါ်တာပေါ့နော်ကျွန်တော်တို့ TLS ဆိုခေါ်တယ် temporary learning center လေး temporary learning school လေးကျွန်တော်တို့ရက်ရွာထဲမှာပြန်ဆောက်ပေးတယ်ဆိုတာလည်းဒါပြန်လည်ထူထောင်ပေးရက်မှာပါတဲ့လုပ်ငန်းစဉ်တွေဖြစ်ပါတယ်ဆိုတဲ့အကြောင်းလည်းပြောချင်တယ်ဒီဟာကြတော့ပြန်လဲတိဆောက်ရေးပေါ့နော်ပြန်လဲတိဆောက်ရေးကကျမတို့ကအရင်တော့ကတော့ကျမတို့ပြန်လဲထူထောင်ရေးအချိန်တွေမှာကြာပါလဲဆိုရင်ကျမတို့ကယာယီပဲ အာစာတင်သောဆိုလဲယာယီအမိုးကလေးနဲ့ကျမတို့စာတင်လို့ရအောင်ဆိုပြီးကျမကလုတ်ပေးရပေါ့ဒါပေမဲ့ပြန်လဲတိဆောက်ရင်းနဲ့ကြာလဲကြောက်အဲ့လိုမျိုးမဟုတ်တော့ကျမတို့ကစာတင်သောကိုပြန်လဲတိဆောက်ရင်းနဲ့ပြန်လုတ်မယ်ဆိုရင်ဒီစာတင်သောနေနောက်တဲ့ချိန်မှာ cyclone shelter လိုမျိုး school camp shelter လိုမျိုးတကယ်ကိုခိုင်မာအားကောင်းတဲ့ဘေးရန်တွေတခုဖြစ်လာရင်လဲဒီနေရာမှာရွာသူရွာသားတွေခိုးလုံလို့ရတယ်လို့ ကျမတို့ကလေးတွေစာတင်လို့ရအောင်ဒီပြန်ပြီးတော့တိဆောက်ပေးရဲ့အစာအုပ်တကယ်ကိုခိုင်ခန့်နဲ့တကယ်ကိုနီးစနစ်ကြတဲ့ system တွေထည့်သွင်းဆောက်ထားတဲ့အစာအုပ်မျိုးကိုကျမတို့ပြန်လဲအစားထိုးပေးလိုက်တာပေါ့နော်အဲ့ဒါမျိုးကိုကြတာကျမတို့ကဘာလို့ခေါ်လဲဆိုရင်ပြန်လဲတိဆောက်ရေးလို့ခေါ်ခြင်းဖြစ်ပါတယ်နောက်တစ်ခါကျတာတော့ထိခိုက်မှုရော့နေစေခြင်းပေါ့နော်ဆိုတော့ကျမတို့ကအဲဘေးရည်ရဲ့တည်ရောက်မှုနည်းပါးဖို့အတွက်ပေါ့နော်ကျမတို့မဖြစ်ခင်ကြိုတင်ကာကွယ်တာပေါ့ ဥပမာကျမတို့အခုဆိုလို့ရှိရင်ပေါ့နော်မျက်စိနဲ့မြင်အောင်ပြောရရင်အခုရမဲတဲ့မှာရှိနေတောက်ကြတာကြီးပေါ့။ကျောက်ကြတာကြီးကပြုတ်ကြတော့မယ်။ဒီဟိုင်းပြုတ်ကြရင်ဒီအောက်မှာရှိနေတဲ့လူတွေဒီရက်ွက်တွေမှာရှိနေတဲ့လူတွေဒီ သူတို့ရဲ့အသက်အိုးရင်မစိတ်စိတ်မချရအောင်ဆိုဘာလုပ်လိုက်လဲဆိုရင်အဲ့ဒီလူတွေကျမတို့ကဘေးလွတ်ရအောင်ရွှေ့ခိုင်းထားလိုက်တယ်။ရွှေ့ခိုင်းထားလိုက်ပြီးတော့အဲကျမတို့ကဒီကြောက်တက်တာကိုတစ်ချိန်ချိန်မှာပေါ့နော်ဒီဘေးရဲ့နေရော့ဖို့အတွက်ဘာလုပ်ရအောင်လဲဆိုရင်ဘေးကင်းအောင်လဲကျမတို့တစ်ခုခုနဲ့အဲတားဆီးမယ်ပေါ့ဥမာဘေးနားမှာအကာအညာနေလောက်တာမျိုးကျိုးတွေနဲ့ဆွဲတာမျိုးဒါမျိုးပေါ့နော်ဒီလိုမျိုးလုပ်မဲ့ဟာမျိုးဆိုကျမတို့ကဘာလုပ်ခေါ်လဲဆိုရင် mitigation ပေါ့ချိန်ခိုင်းမှုဖြစ်လာခဲ့ရင်တောင်မှလူတွေအများကြီးကိုမဆုံးဆုံးမဆုံးရှုံးစေဘူးကျမတို့ရဲ့ပုံရင်းစီတွေကမဆုံးရှုံးစေဘဲနဲ့ရော့ ဲသမျှညောင်းနေအောင်လုပ်တဲ့ဟာမျိုးကိုကျမတို့စို့လို့တာပေါ့နော်ဒီပုံလေးကိုကြည့်ကြင်အဖြစ်တော့ဘာဖြစ်မလဲဆိုရင်အကဲအပြိုတော့မယ်ပေါ့လေနော်ကဲမပြိုခင်ကျမတို့ရအဲ့နမှာတုတ်ခတ်ထားခြင်းအဖြစ်အရင်ကြီးပြိုကြသွားမယ်ကဲပေါ့နော်အဲ့ဟာမပြိုတော့ပဲနဲ့ကျမတို့ထိန်းချနိုင်တဲ့အခြေအနေမျိုးပေါ့ဒါကိုကျမတို့ကဘာလို့ခေါ်လဲဆိုရင်အဲထိခိုက်မှုညော့နေစေခြင်းပေါ့နော် mitigation လို့လည်းတနည်းအားဖြင့်ခေါ်ပါတယ် ဒါကတော့ကြိုတင်ပြင်ဆင်ခြင်းပါအဲကျမတို့ဘေးရနေမဖြစ်လာခင်မှာဘေးရနေဖြစ်လာရင်တော့ငါတို့ဘာလုပ်ကြအောင်လဲဆိုတော့ကြိုတင်ပြင်ဆင်ခြင်းပေါ့နော်ဒီပုံထဲမှာတော့ကျမတို့တွေကဒီမှာဘာလဲဆိုလို့ရှိရင်လိုအပ်တဲ့ပစ္စည်းတွေပေါ့နော်အဲ contingency plan လေးဆွဲပြီးလိုအပ်တဲ့ပစ္စည်းတွေထုတ်ပိုးပြီးတော့ကျမတို့ပြင်ဆင်ထားတာပါ in case of emergency ဆိုကျမတို့ပြန်ပြီးတော့ဒါလေးတွေအသုံးချမဲ့ဟာမျိုးပါပေါ့နော်နောက်တစ်ခါကျတော့ကြိုတင်ကောက်ွယ်ခြင်းပေါ့ဒါတော့ဆရာကျမတို့လည်းရင်းနှီးနေပါပြီ ်အခုဆိုရင် covid တွေဖြစ်မယ်ဆိုလို့ရှိရင်ကဲ covid မဖြစ်အောင်နင်တို့ဘာလုပ်ရမလဲ mask တွေတက်ရမယ်လက်တွေဆေးရမယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲကျမတို့ဘေးရနေရာတစ်ခုခုဖြစ်မလာအောင်ရှောင်လွှဲရအောင်လို့လုပ်တဲ့ဟာမျိုးကျမတို့ကကြိုတင်ကာကွယ်ခြင်းလို့ခေါ်တာပေါ့အဲဆိုတော့အခုလည်းပဲ covid တွေကပြန်ဖြစ်နေပြီဆိုရင်ဆရာဆရာမတို့ပတ်ဝန်းကျင်မှာပြောနေပြီ mask တွေတက်ကြပါလက်ဆေးကြပါဆိုတော့ဘာကြောင့်ပြောရလဲဆိုရင် prevention is better than cure ပေါ့နော်ကျမတို့ကကာကွယ်ခြင်းဒီကုသခြင်းနဲ့ပိုကောင်းတယ်ဆိုတော့သိနေတဲ့အတွက်ကြောင့်မလို့ ကျမတို့ကကြိုပြီးကာကွယ်ထားကြမယ်ပေါ့နော်အဲ့လိုမျိုးကာကွယ်ထားကြရတယ်ကျမတို့ဘေးရန်တွေတစ်ခုခုရဲ့အနေရယ်တက်ရောက်မှုကနေပြီးတော့တားဆီးနိုင်မှာဖြစ်တယ်ဆိုရဲကြအောင်ပြောချင်တာပါဆက်ထားတော့ကျမတို့ရဲ့ DR ပေါ့နော် DRM cycle လို့ပြောတာပေါ့ဆိုတော့ disaster management disaster risk management cycle ပါအဲ့ဒီမှာအဲ့ဒါကျမတို့လေအပိုင်းနှစ်ပိုင်းရှိတာပေါ့နော် disaster risk management cycle မှာအပိုင်းနှစ်ပိုင်းရှိတယ်တစ်ပိုင်းကတော့ဗာလဲဆိုတော့ဘေးမဖြစ်ပြီပေါ့နော် ဘေးမဖြစ်မီကျမတို့ကဘာတွေလုပ်ကြမလဲပေါ့နော်နောက်တစ်ပိုင်းရကြတော့ဘာဖြစ်သွားပြီလဲဆိုရင်ဘေးရနေဖြစ်ပေါ်ပေါ်ပြီးရဲ့နောက်မှာငါတို့ဘာတွေလုပ်ကြမလဲဆိုတဲ့ဟာမျိုးကျမတို့ကစဉ်းစားရမှာဖြစ်တယ်ပေါ့ဆိုတော့အပြင်မှာဆိုရင်ကျမတို့ကပြန်စဉ်းပြန်ကြည့်လိုက်မယ်ဆိုဘေးမဖြစ်ပြီပေါ့နော် ဘေးမဖြစ်မှာဆိုကျမတို့ရဲ့ရဲ့ရွာမှာဘေးရဲ့နေထိုင်မှုညော်နေအောင်လို့မလုပ်ရမယ်ဆိုကျမတို့ကကျူတင်ပြင်ဆင်မှုတွေလုပ်ရမယ်ကျူတင်ကာကွယ်ခြင်းတွေလုပ်ရမယ်ပေါ့နော်အဲကျမတို့ရဲ့ရဲ့ရွာကျမတို့ရဲ့စတင်ကျောင်းမှာရှိနေတဲ့အဲသူတွေပေါ့နော်အခြေခံအဆောက်အဦတွေကျမတို့ရဲ့ human resource တွေပေါ့နော်လူသားအရင်းမြစ်တွေကိုကျမတို့ရဲ့ဆန်းဆောင်ရည်တွေတိုးမြင့်လာအောင်ကျမတို့ကလေ့ကျင့်ပြောထောင်ပေးရမယ်ပေါ့နော်အဲ့လိုနည်းနဲ့ဖြင့် match ဘေးရဲ့နေတစ်ခုခုစုံလာရင်ကျမတို့တွေက ဘေးရင်ရဲ့ခြံကိုစက်နိုင်တဲ့မြန်ရွံနေအောင်ကျမတို့ကကာကွယ်စီရပေါ့နော်နောက်တစ်ခါကျတော့ဘေးရည်နဲ့ဖြစ်ပြီးသွားပြီပေါ့နော်။ကျမတို့ရက်ွက်ထဲမှာကျမတို့ရဲ့ပိုင်းချက်မှာရှိနေတဲ့အန်တရည်နဲ့ကျမတို့ရဲ့ဘေးဖြစ်နိုင်ခြင်းနဲ့ထိခိုက်လွတ်မှုတွေနဲ့ပေါင်းစုံသွားတဲ့အခါမှာဘာဖြစ်သွားလဲဆိုလို့ရှိရင်ဘေးရည်နဲ့ဆိုတာဖြစ်သွားတယ်ပေါ့။အဲ့လိုမျိုးဘေးရည်နဲ့ဖြစ်သွားတဲ့အချိန်မှာကျမတို့စပြီးလုပ်ရမှာဘာလုပ်ရမလဲဆိုရင်ကယ်ဆယ်ရေးတွေလုပ်ရမယ်ပေါ့။ခုနကကျမပြောထားတဲ့အတိုင်းပဲ response နေပေါ့။သူတို့ရဲ့လက်တလုံးအသက်ရှင်ရည်တည်မှုတွေကျမတို့ကကယ်ဆယ်ရေးဆိုတာလုပ်ရမယ်ပေါ့။ ကယ်ဆယ်ရေးလုပ်ပြီးသွားလို့ရှိရင်ကျမတို့ကဘာသွားရမလဲဆိုရင်ပြန်လဲထူထောင်ရေးသွားရမယ်။ပြီးရခါကြောင်လို့ရှိရင်ကျမတို့ကဘာလို့သွားရမလဲဆိုရင်ပြန်လဲတိဆောက်ရေးဆိုရဲ face ကိုသွားရမှာပေါ့နော်။ဒီနေရာမှာတော့ကျမတို့က disaster management cycle မှာအပိုင်းနှစ်ပိုင်းနဲ့သွားတာဖြစ်တယ်။မဖြစ်ခင်မှာကျမတို့ကကြိုတင်ပြင်ဆင်ထားမယ်။ဖြစ်ပြီးတဲ့အချိန်မှာတော့ကျမတို့ကလူသားချင်းစာနာထပ်ထားမှုနဲ့တုံ့ပြန်ဆောင်ရွက်မှုတွေကိုအချိန်နဲ့တပြေးညီဆောင်ရွက်ရမယ်ဆိုတဲ့အကြောင်းလေးကျမတို့ပြောထားပါတော့နော်။ ကျမတို့ရဲ့ပတ်ဝန်းကျင်မှာပေါ့နော် GDS system management ဆက်ကဲရွေးချယ်ခြင်းအဖြစ်အဘေးအန္တရာယ်တွေဖြစ်လာတယ်ငါတို့ချက်ချင်းအဲတုံ့ပြန်ဆောင်ရွက်မှုတွေလုပ်နေရအခုလည်းလုပ်နေပေါ့နော်အခုလို့ဆိုရင်ကျမတို့ကဘယ်ကာလရောက်ပြီလဲဆိုလို့ရှိရင်ပြန်လည်ထူထောင်ရေးတောင်တစုတွေသွားနေကြပြီပေါ့နော်ပြန်လည်ထူထောင်ရေးတွေလုပ်တယ်ပြီးလို့ရှိရင်ကျမတို့ကပြန်လည်တိဆောက်ရေးလာမယ်ပေါ့အဲလာပြီးရတဲ့ခါကျရင်ကျမတို့အဲ့ဒီမှာအခိုင်အမာတွေလုပ်မထားဘူးဆိုရင်နောက်တစ်ခေါက်လဲကြာလဲကြာဘေးအန္တရာယ်ပြန်ရောက်လို့ရှိရင်ဘာပြန်ဖြစ်သွားပြန်ပြီလဲဆိုရင်အဲ့ညမှာကယ်ဆယ်ရေးတွေပြန်လုပ်မယ်ထူထောင်ရေးတွေပြန်လုပ်မယ်တိဆောက်ရေးတွေပြန်လုပ်မယ်အာဒီညမှာကြည့်မယ်ဆိုရင်ကျမတို့ရဲ့မြန်မာပြည်မှာ ားကလေတော်တော်များများအဲ့ဒီတန်တဲ့ဟာကြီးကမဆုံးနိုင်ဖြစ်နေတာပေါ့နော်လဲနေတာပေါ့အဲဘေးရနေစားရောက်တယ်ကယ်ဆယ်ရေးတွေလုပ်တယ်ကျမတို့ပြန်လဲထူထောင်ရေးအဆင့်လောက်မှရောက်ပြီးတော့ပြန်ပြီးတစ်ခေါက်ဘေးရနေတစ်ခေါက်ပြန်ကြကြော့ပြန်လဲနေတဲ့သဘောမျိုးပေါ့နော်တချို့နေရာတွေမှာဆိုရင်အာတွေ့နေရတယ်ပေါ့ဥပမာဒီ M conflict တွေကြောင့်လေအဲ့လိုမျိုးတွေ့နေရတဲ့ဟာမျိုးဆိုရင်လဲကျမတို့ကဒီဟာကမဆုံးနိုင်တဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်အဲ့ဒါမျိုးတွေလဲကျမတို့တွေ့ရတာရှိပါတယ်